ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုစောဖုန်းရအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမပြောဘဲနေပေမဲ့အခုတော့ပြောပြပေးပါမယ်ကိုစောဖုန်းရပုံမှန်905ကာကြီးနဲ့မိတီမင်းပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိန်းသိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့ပို့ဥပ္ပဒေါ်ပို့လိုက်တယ် အဲ20နဲ့နဲ့ဆက်နဲ့6ရက်နေမှာကြာလို့ရှိရင်သူရုံထွက်ပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တီးတီးအောင်ပြောကြပါလေအမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါပေမဲ့14ရက်နေ့ထိတော့ဘလူးမှမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆို9ရက်နဲ့သွားတယ်တချို့ဆို10ရက်ဆက်ရက်နဲ့အမှုတိဆောက်ပြီးသွားလို့ချင်းအဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန်းတီးတဲ့အခါကျတော့နန်ဆော်နေတာရှိတာအောင်နော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လဲကျေဝန်းတာဟိုအဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်အဲ့ထောင်ချုပ်ကနေမျိုးသူတို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်ပြောပြကြပါတယ်တစ်ဖက်မီဒီယာပြောလို့ဘာလေးပါတယ်ညာလေးပါနှစ်နဲ့သုံးနဲ့မရှိပါဘူးပုံမှန်ငါငါကကြီးဆိုတာအလုံးကြောင့်ကြနှစ်နဲ့သုံးနဲ့ပါပဲဒါလည်းကိုစောဖိုးကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြတော့တတ်တဲ့စကားလေးရှိဒီနေ့ငါတို့ဖြစ်ကွာအများဆုံးဖြစ်သုံးနဲ့ပဲငါငါကကြီးဘာဖြစ်မှလဲသုံးတဲ့အေးစေခါတော့လှုပ်တဲ့လှုပ်တဲ့လှုပ်မှာပဲပြောတဲ့ပြောတတ်တာပြောမှာပဲဆိုတာလို့နော် မှာကိုဇော်ဝင်းကြာတာစိတ်ထဲတော့မှာခေါင်းပေါ်ဗျာကိုဇော်ဝင်းလုံးဆောင်ချက်လေးတွေအများတာဘောနော် ဆိုရတာတော့ကျွန်တော်တို့ကမပြောပါဘူးသူ့ဘက်သူဘလို့ပဲဆိုတော့ဒါပေမဲ့ကိုစောဘိုးရဲ့နှုတ်ဆောင်ချက်ကြီးကကိုစောဘိုးလူတန်းနေတဲ့သူတွေကတန်းနေတယ်တချို့ဆိုကျမ်းမာရေးမှာအကောင်းဆုံးလူတယ်စေဝါလူရပတ်စံလူရတွေရှိတယ်အဲ့ဒီလူတွေကကျွန်တော်တို့ဖုန်းဆက်ပြီးတော့ကိုပိုင်ရဲ့ဒလိုလေးစေဝါမရှိလို့ဒလိုလေးကူညီပါအစတော့ကိုစောဘိုးကြီးဆိုတော့အကူအညီတောင်းလို့ရပါတယ်ဒါမျိုးတွေဖြစ်တာအော်အဲ့တော့ကျွန်တော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှိနိုင်တာလေးပဲနောက်နေနေများလာတဲ့ခါကျကျွန်တော်လည်းမနိုင်တော့ဘူးဖြစ်တော့မနိုင်တော့ဖြစ်တော့မနေ့ကဒီနေ့ဆိုလို့ကျင်တယ်ဖုန်းက9ကောလောက်ဝင်တယ်အဲ့တရားထဲအဲ့ဆက်ရလည်းပဲဘာဖြစ်လဲဆိုတော့လေဖြတ်နေလို့စေဝါမရှိလို့ အဲ့တော့ကိုဇော်ဘုန်းကြီးရဲ့လှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်တဲ့အောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေကိုလည်း तू တောက်လျှောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်လိုင်းလောရတဲ့ပုံစံမျိုးတော့ကျွန်တော်မှဖြစ်နေတယ်ဟိုဖုံးဝေဆိုကျွန်တော်ခါတိုင်းနဲ့လူလူဝေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်စံမရဘူးဗျာ ပြီးတော့ကိုဇော်ခွင်းလို့သူမင်းကတလသိန်း80သိန်းနဲ့ပေးနေတာကျွန်တော်ကကျွန်တော်မင်းကကျွန်တော်စီတော်မှာဒီနိုင်ငံရေးအကြောင်းစီရေးအကြောင်းတွေရောလို့ကျွန်တော်စီတော်မနေအဲ့အဲ့ဒါကွာကျွန်တော်ကကျွန်တော်လူပညာနဲ့ရှာထားတဲ့ပတ်စံလေးတွေနဲ့အိတ်ခံဝဲသွားလို့ရတဲ့ပတ်စံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလှူတာကျွန်တော်ဆိုရော့ကိုပိုင်ကြီးဘယ်လောက်ပါပါရပါဘလူးကကျွန်တော် ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံမှန်လည်းနဲ့ပြောတာနော်အဲတချို့တတိတွေကတော့အဲတချို့လူတွေကတော့ပြောပါတယ်ကိုပိုင်ကြီးအဲလိုအပ်တာရှိရင်ပြောပါသူစီဖုန်းဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုန်းဆက်မှာလဲ အဲ့ဒါသူတို့လူကျင်တယ်ဆိုလို့ကျင်တော့ဗာလေးလူပေးပါသူနာလူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဘာလို့ပါတယ်ဆိုပြီးတော့မှဘယ်လိုလုပ်ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်ဘူးလားအဲ့တော့ကိုပိုင်ကြီးရောဒါလေးတော့အဲတမန်သားကြီးလူပေးလိုက်ပါဆိုတော့ကျွန်တော်လူပေးလိုက်မှာဒီပိုင်းပဲရှိအဲ့တော့ကိုစုံဝေးရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟိုကိုရှိတာနဲ့ပဲကိုလှူနေရတာဖုံးဝေးဆိုလဲအာအဝေးကျွန်တော်မင်းမဖုံးဆက်ကြင်လို့ပြောဗျာဟိုတထောင်လောက်ကျွန်တော်ရှေ့တန်းမှာရောက်နေလို့အရှေ့တန်းရောက်နေတဲ့ကောင်သူမင်းမစီဖုံးမဆက်ပဲငါစီပါဟုတ်ဆက်တာလေငါလည်းစုံနေကြတယ်သူမင်းမကြတာမဟုတ်ဘူးသူမင်းမအိမ်မှာလည်းပတ်စံစားစရာမရှိဘူးဖြစ်တာ အဲ့လိုမျိုးနော်ဟိုတခါတော့လည်းကိုအေးဘူဘူလေး900လောက်ပေးကြ300လောက်ပဲဝိုင်းအော်နေနေအခြားဆင်းရဲဘော်ရဲ့မိန်းမတွေအဲ့လိုမျိုးအကူညီတောင်းတာမျိုးတွေရှိတယ်အဲ့တော့ကိုဇော်ဝင်းရအဲ့လိုမျိုးတွေလိုက်လိုက်ပြီးတော့လေသူလည်းပေးရတာရှိတဲ့ခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြေကိုတက်မတော်သားတဲ့ပို့ချစ်ခင်ကြတာပေါ့ကျောင်းစီကိုအကူကြီးတောင်းလာတဲ့လူကများလာတာပေါ့များလာတော့ကျွန်တော်အော်ကိုဇော်ဝင်းကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းကိုချင်းသာ तू ကျွန်တော်ကတော့ကျွန်တော်ကူညီနိုင်တာလားကူညီ။ तू ကတော့တတိ तू ကတော့သူ့အနေထားနဲ့ तू ရှိတာဟုတ်။ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်လေးပဲစ조사ရုံးကံမျိုးလောက်ရတဲ့အာမျိုးဖြစ်တယ်။ဒီကြားထဲမှာမှကျွန်တော်ဟိုပိုင်ရဲကိုကဟိုဘာမှမဟုတ်ပစိုးရောင်းမှုအထယ်ရောင်းမှုဆိုတာမျိုးပဲဖြစ်တယ်ဆို။အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးကရောင်းရလို့အာမြက်လို့ရှိရင်အဲဒီဒီအာမျိုးအထယ်လေးပေါ့။ဒါ အရင်ဆို2000 8000ရှိတယ်ဗျာ3000ရောက်လို့2000လောက်မြတ်တယ်ဆိုလို့ရှင်ငါအထယ်190အထယ်100 900 500လောက်ကုန်တယ်ဆိုလည်းမစိုးဘူးငါလုံနေတက်မှန်လာတယ်အကုန်လူလို့ရမယ်ပေးလို့ရမယ်ကိုယ့်တော်ကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာတက်မှန်လာတယ်ကသူကနေတူတော်မှဒီတနေ့နဲ့တနေ့ဖုန်းဝေတော်မှဖြစ်နိုင်တယ်ဒါဒီ3000လောက်ဘလို့ဝန်တယ်ကျွန်တော်ကဒါကြီးကယာနိုင်ချီတက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလုပ်လို့ရှင်တော့ကျွန်တော်ကအားဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာဗော။ အခုတောင်းတော့ဘကူထောက်ခံပြီးတော့မှဒီလိုလုပ်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာကျင်တယ်ဆိုပြီးတော့ပြောခံရပြန်ဟောအမှန်ကကျွန်တော်ကဒါကတချို့ကျမ်းမကြီးမကောင်းမနဲ့ဒါတမ်းတော်ကနေထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်ကိုဒါဖုံးဆက်ပြီးအကူအညီတောင်းနေရတဲ့လူတွေအများကြီးပဲရှိတယ်။အရှိအရာကအကုန်အများကြီးရှိတယ်။သူတို့လည်းမေးကြည့်လိုက် ကျွန်တော်ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးချိုးသေးတောင်ကျွန်တော်ပြောတယ်အာကိုပိုင်ရေးဘာလိုအပ်လဲလိုအပ်တာပြောကျွန်မကူညီပေးမှာဆိုတော့တခေါမှကျွန်တော်ပြန်မပြောဘူးအာဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်ပြန်ဝင်မပြောတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ကုံသိန်းကကျွန်တော်ရဲ့အချက်တရားကိုပတ်စံတယ်လည်းမလဲစိတ်လမ်းမဝင်စားဘူးနော်အဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဝင်နိုင်တာဝဲကျွန်တော်လူတယ်အခုကျွန်တော်ဒီမှာလာပြီးအကူညီတောင်းတာဒီနေ့ဆိုဖုန်း9ကောလောက်ရှိနေပြီ ကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တာ၃လေးလေးရဲ့အကြောင်းတွေကြောက်ပြီးတောင်းနေဖုန်းဆက်ပြီးတော့ဒီမှာလုတ်ပြီးပြောပြီးအဲလုတ်နေတဲ့အချိန်မှာဒီဖုန်းကတလဲဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချင်းများဒုက္ခမြလည်းရှင်းဖို့တော်တော်လိုရှာနေလို့နေပါဘောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟိုပြောကျင်တယ်ဗျလူပဲလူများရှိမလားဝါလားညာလားပြောကျင်ပေမဲ့ဒါမှမဟုတ်ကိုကအဲ့လိုပြောလို့ရှင်တယ်ကို တခါလေးတန်းတွေ့ရတာစိတ်ငြင်းတယ်အဲ့တော့ကျွန်တော်ကိုစော်ဖိုးဟင်းကိုကိုကြည့်စာ तू อ่ะ तू อ่ะ तू อ่ะကိုတဲ့ပပရများတယ်များတော့အဲ့ဒီအများကြီးကို तू ရင်ဆိုင်ပြီးတော့မှ तू ကိုယ်တိုင်ခေါင်းကြက်ခေါင်းခဲခံပြီးတော့ကျွန်တော်ဒီနေ့နည်းနည်းများများပဲလှုပ်တော့ဒါကြီးတွေထိုးကြိုက်ပြီးတက်လာတာ ပြီးတော့ပေါ်ပြီးစိတ်ရှင်းရမှာလေဟိုတချို့ကြောက်ဗျာတကယ်ဟိုစေးဘောတော်မရှိဘူးပေါ့ဆိုမှအော်ငါသားလို့အဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောက်ဖို့မပြောနဲ့စေးဘောတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကိုခေါင်းလုံးရောက်ပြီးဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးကိုမဖြစ်မနေတော့ပြောမယ်တချို့ကိုယ်စော်ဖုန်းကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အဲကိုချင်းစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကြတာလည်း PDF ပဲအအားပေးတယ်ဒါတော်လိုင်းဘက်ကိုအားပေးတယ်ကျွန်တော်ပြောလည်းတောင်းတော့မှာဘတ်တော့တူတာခင်ဗျားတို့ရန်သူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာ မြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လို့လို့တဲ့ဥစ္စာကိုဂုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မတော်ဘက်ကဟိုတက်နိုင်အောင်ပံ့ပိုးပြီးတော့ကုညီပေးတဲ့ပြည်သူတွေဒီဘက်ကိုပံ့ပိုးပြီးကုညီပဲကျွန်တော်လုံးဆောင်နေအောင်ကျွန်တော်တို့ကဂုံယူပါမှာဗျာနော်အဲ့တော့တောင်းတတောက်ပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလုံးဆောင်ကြတာဖြစ်တယ်ဟလာအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကရေဂျစတာတင်နေတင်ပြီးတဲ့ခါကျတော့တရံဝင်ဆွဲပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်အဲ့တော့ သူတို့လည်းပဲမိုင်းလည်းပဲသူတို့လည်းပဲခံမှာပဲမှန်ရင်လည်းပဲခံတာဘယ်အဖွဲ့စည်းဘာမှရှင်းလို့မရကိုပြုသမျှကကိုပဲခံမှာကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာနောက်ကျွန်တော်ကပြည်သူ့အတွက်ပဲကူညီပေးတာရှိတယ်ပြည်သူ့အတွက်ဟင့်တိုင်းတပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါလည်းပဲကျွန်တော်တို့ကလုပ်ပေးတဲ့လုပ်ပေးတိုက်တယ်လို့ယူဆပါတယ်ဗျာဒီကြားထဲမှာကိုစော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုစော်ဘုန်းကြီးလှူတယ်တန်းတယ်လှုပ်ပြီးပင်မခံတာတွေက အဲတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်စီသူ့ရဲ့ဟိုနင်းနေပေါ့ဗျာဟိုတူလှူနေတဲ့သူတွေကကျွန်တော်စီအကူကြီးတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထဲမှာဆိုခေါင်းတွေကိုကိုက်ပြီးမနေ့ကလည်းလိုင်းမလွင်နိုင်ဘူးအဲ့ဒါလေးကိုစိတ်ဆင်းရဲပြီးတော့ဘာလို့ကောင်းမလဲအထေကလည်းဝမ်းမဲလူပါမရှိဘူးသူတို့ကလည်းသူတို့ကကိုဘာလို့မှမလဲမသိဘူးဝမ်းမဲလည်းရောင်းပါမယ်တစုံသုံးသောင်းတော့ကျွန်တော်စီကိုဒီဖုန်းနံပါတ်၃၉ကိုပါလဲ 6နဲ့4 5 4 5 5ကျွန်တော်စီလည်းဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်3 9 685333440အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်တို့ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းဝယ်မဖြစ်ဘူးသားစင်တွေပြောပြအဲ့လူတွေကိုကိုစော်ပွင့်ကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ၄-၅လလောက်ကအဲစကားမပြောပြတာမပြောပြတော့တာဆဲနေလို့ကျွန်တော်ကျွန်တော်ကကြောက်အားသေးအမင်းမဖြစ်ဘူးပြောလည်းမပြောချင်ဘူးပြောလည်းကျွန်တော်ကသူကပြောမှလေအဲအဲ့လိုမျိုးကြာသူ့ရဲ့ brand နဲ့သူသွားဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုဇော်ဖုံးရဲ့အပူတွေကျွန်တော်စီရောက်လာတော့ကျွန်တော်နေလဲခေါင်းကိုက်အဲ့တော့အားလုံးကကိုဇော်ဖုံးရင်ကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာအဲ့အလေးကိုတတိသိချင်းပါတယ်အများစုကတော့အောက်ခြေစစ်တီကြီးကိုတော့သူတော်တော်ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူတွေလည်းကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့အလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုစူးစမ်းနေပါတယ် အဲဒါတချို့ကန်ဆမ်းမလေးလက်ပြောနေကြတယ်ရောင်းတော့ရောင်းပေးခြင်းရရောင်းပြီးလဲကျွန်တော်လှူဖို့ပဲစဉ်းစားတာဒါနဲ့လှုပ်တော့လှုပ်ပေးခြင်းနဲ့ကျွန်တော်လည်းစိတ်တွေညင်းနေခေါင်းတွေကိုက်နေကြပါဒီတလုံးမှာအဲကိုစောဘုန်းကြီးရဲ့လှူတန်းခဲ့တဲ့သူတွေကအခက်အခဲတွေရှိနေတဲ့လူတွေကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာဟုတ်နော်အဲ့တော့ ဟိုကိုဇော်ဘွင်းရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမပါသေးတတိုင်းဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းပဲဒီပြောမှဆိုမှရှိတာလေးဆိုတော့ခွင့်လွှတ်ပေးပြခြင်းပါလေဗျာအားသာလေးဟိုတော့ဘိုင်ရဲကိုထက်ဆင့်ပြီးတော့အနှုံးညတောင်းပန်များစေ